မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေလင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ပင်ရှိကီလေးလုံးကိုပြန်လည်ပြပတ်မှာဖြစ်ပါတယ်နံပါတ်စဉ်အဖြစ်ဆိုရင်တော့96 96 98ကျင့်တီပြန်ပြန်လုံးအောင်ရှိသေးဘူးပါနော်အကေဒါလေးကိုကျွန်တော်ဒီခွန်းခွန်းကိုခွန်းရတဲ့ဘင်္ဂါနေအတူတူထပ်ပြီးတော့လေ့လာကြည့်မယ်ပါနော်အဲ့မှာဆိုရင်ကျွန်တော်ချစ်တုံညာခွန်းခွန်းခွန်းကိုမှာဒီခွန်းကိုတစ်ကျင့်ဒီခွန်းကိုနှစ်ကျင့်ပေါင်းနေပါနော်ကျွန်တော်ခွန်းအောင်၃ကျင့်ဆိုရတဲ့အတွက်90နဲ့တိကိုတေးပေးရထားတာဖြစ်ပါတယ် ဒီနေ့နဲ့၃နဲ့ပေါင်းရှင်တင်၅ပေါ့နော်၆၃ကျင်၁၈ရှင်နဲ့၁ပေါင်းရှင်၉၆နဲ့ဒီ၄နဲ့ပေါင်းရှင်၃၀နှလုံးတွဲပေါင်းထားတာဖြစ်ပါတယ်ဒီမှာဆိုရင်လည်းခွန်၂ကျင်၁၄၄နဲ့ခွန်ပေါင်းရှင်၃၀နဲ့၁ကိုတင်ပေးရထားတာပေါ့နော်ဒီနောက်ဆုံးမှာတင်နဲ့ထပ်ပေါင်းသွားတာဖြစ်ပါတယ်ခင်ဗျာခေတ္တဆိုရင်ဒီကနေ့အားလုံးထပ်ပေါင်းကြည့်မယ်ပေါ့နော်ဒီတင်နဲ့ဒီ၉နဲ့ပေါင်းရင်၃၀ဖြစ်ပါတယ်၅၆ခွန်ဒါဆိုရင်ခွန်ရတယ်ပေါ့နော်ရလာတဲ့ခွန်ကိုကျွန်တော်တိတိုးခွန်ကိုနှစ်ပေါင်းရှင်းဒီ ိုနေပောင်းရှင်းစတဲ့တဲ့ကိုကြတော့လေးနေပောင်းရှင်းတင်ကခွန်ကိုတင်ငါကီလေးလုံးဖြစ်ပါတယ်မနော်နောက်ထပ်တစ်ကြိမ်ပါဆိုရင်သူက998 3ည3ညဆိုပြီးဖြစ်ပါတယ်ခွန်3ည3ညပါနော်ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာဆိုရင်အထီးကိခုနှစ်တလုံးဒီထိတ်စီဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီနေ့အတိုင်းပဲပါနော်ခွန်9ကြိမ်14လေးနဲ့8ပောင်းရှင်း30နဲ့20နဲ့2ကိုနေပဲရေးထားတာဖြစ်ပါတယ်9နဲ့10ပောင်းရှင်းဒီ6 ရှင်းတုံးလီနာဆက်လေးလေးနဲ့၅ပေါင်းရှင်ကိုဒီလေးနဲ့ဒီနည်းနဲ့ပေါင်းတာက6ဒီရှင်းနာချိန်76 9နဲ့ပေါင်းရင်20နဲ့တိကိုတင်ပေးကြီးထားတယ်ဘနောနောက်ဆုံးမှာတင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီတော့ဒီ9နဲ့ဒီ9နဲ့ဒီတင်းနဲ့ပေါင်းရင်30ဘနော6နဲ့တင်းပေါင်းခွန်ခွန်နဲ့6ပေါင်းရှင်73 3ကိုနည်းပေါင်း900ရတယ်ဘနောရတာ9ကိုကျွန်တော်နည်းတို့มาဖြစ်ပါတယ်9ခွန်9ကို4နဲ့ပေါင်းရှင်73 9093မှာ3000ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3000ဒါကြောင့်မို့အထီးကရဲ့အနေနဲ့ကျွန်တော်ဒီ3ကတော့ထိစီဒီ9ကတော့လေပိတ်ဆိုပြီးတော့3000အပြည့်ဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီ3000ကနေဆက်ပြီးတော့ဒီလိုလေ့လာကြည့်မှာပါเนาะအဆွေကျွန်တော်ဆက်ပေါင်းကြည့်အောင်ဒီ3နဲ့5ပေါင်း8 6 90ပေါ့နော်ဒီမှာ6ရက်1ရက်ပေါင်းတာခွန်ရတဲ့အတွက်ကြောင့်မို့ခွန်9.5ကီရမှာဖြစ်ပါတယ် ခွန်ကိုတင်ငါကီမှာရှစ်ကိုလေးစပီးဖြစ်ပါတယ်ခင်ဗျာရှစ်ကိုလေးဒါကြောင့်မကျွန်တော်ဒီမှာကိုကအလေစပီးဖြစ်ပါတယ်နောက်ထပ်တစ်ချိန်ပါနော်ရှစ်ကိုလေးအနေနဲ့အဲ့ဒီအပေါ်ကနီးတိမ်မဲ့ထိုင်ပြီးတော့ပေါင်းကြည့်အောင်ပါနော်အဲဆိုရင်ကျွန်တော်ဒီမှာ၄နဲ့၉ပေါင်း၈၃၃နဲ့ဒီ၈နဲ့ပေါင်းတာဒီ၁၁ပေါ့နော်၁နဲ့ဒီ၃နဲ့ပေါင်းတာ၄ လေးနဲ့6ပေါင်းရင်တစ်စီဒီမှာတည်တလုံးကြံမှာဖြစ်ပါလေ၄ေကိုပေါင်း73 3 8ပေါင်း73တင်းတဲ့3ပေါင်းလေးလေးနဲ့6ပေါင်းတစ်စီဒီမှာတည်တလုံးကြံမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တင်း3 9 9ကို၄ပေါင်းရှင်ကို73ကိုမှ963ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ963ပါနော်ဒါကြောင့်မို့အထီးကကဒီမှာ3ဒီအပိဒီ9ကထိဆိုပြီးတော့ကိနှလုံးစလုံးဖြစ်ပါတယ်ပေါ့နော်โอเคနောက်ထပ်တစ်ချိန်ဆက်ကြည့်အောင်နောက်ထပ်ချိန်ကဒီ9နဲ့ဒီ10နဲ့ပေါင်းရင်တစ်စီဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်ကျွန်တော်တို့ဒီ85ပေါင်တာဆက်နှစ်ပေါ့နော်နေနဲ့နေပေါင်လေဒီလေးနဲ့ပေါင်ရင်800ရတယ်ပေါ့နော်ဒါကြောင့်မို့8 3ညနှစ်နှစ်ကိုလေးနဲ့ပေါင်ရမှာပေါ့နော်နေနဲ့လေးပေါင်ချင်း6စုံကနဲအတီတီပေါ့နော်အဲ့မှာတော့68ခွန်ဆိုပြီးဖြစ်ပါတယ်ငါးလျှောက်သုံးပြီးတော့68ခွန်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီကီ6နဲ့7ရဲ့68ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเค68ခွန်နဲ့အနီးဆက်သွားမယ်ပေါ့နော်တင်းနဲ့ကိုပေါင်ရင်10ဖြစ်ပါတယ်ခင်ဗျာ နေနေငါပေါင်းကိုကိုနဲ့တစ်ပိုင်းတစ်စီဒီမှာရှစ်သလုံးကြံနေအတွက်ကြောင့်မို့တရားပေါ်ကလိုမျိုးပဲရှစ်တုံများနှစ်လျှောက်ကြီးထားရမယ်ပေါ့နော်နောက်ထပ်တဲ့ချိန်မှာနည်းနည်းခွန်ဆူပြီးဖြစ်ပါတယ်ဒါသမကျွန်တော်အထီးကိနေရဒီမှာနေ့တိထိတ်စီအလေဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီမှာပေါ့နော်ကျွန်တော်တို့ဒီ3နဲ့6ပေါင်းကို9နဲ့9ပေါင်းနဲ့78နေနဲ့ပေါင်းရင်30ဒီမှာတစ်တလုံးကြံနေပေါ့နော်ရလာတဲ့တစ်ကိုကျွန်တော်တစ်3 5 5ကို4ပေါင်းရှင်းဒီ9 မာကနန်အထီကီလေးလုံးထက်က3ရှိရှိဆိုပြီးဖြစ်ပါတယ်3ရှိရှိဒါကြောင့်မဒီနော်တော့ဒီ3ဒီထိတ်ရှိဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီ3ရှိရှိတပြန်နေနောက်ထပ်တပြန်ကိုဆက်ကြည့်အောင်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒီ9နဲ့ဒီ10နဲ့ပေါင်းရင်30ပေါ့နော်ဒီ6နဲ့ဒီ6နဲ့ပေါင်းရင်30နင်းနဲ့9နဲ့ပေါင်းတော့9ရမယ်ပေါ့နော်ရလာလေး9ကိုကျွန်တော်9 3 5ဆိုပြီးဖြစ်ပါတယ်9 3 ကိုတေတုံဘောနောတုံးကိုလေးနဲ့ပေါင်းရှင်းခွန်ကိုတေတုံခွန်ကီမာတုံးတုံညာကိုဆိုပြီးဖြစ်ပါတယ်။တုံးတုံညာကိုဒါကြောင့်မို့ကျွန်တော်တို့ဒီမှာတုံးဒီထိတ်စီဖြစ်ပါတယ်။ဒီကိုကတော့အပိတ်ပေါ့နော်။နောက်ထပ်တစ်ချိန်ဆက်သွားကြည့်ရမယ်ပေါ့နော်။နောက်ထပ်တစ်ချိန်မှာဆိုရင်ကျွန်တော်တို့ဒီခွန်နဲ့ငါးနဲ့ပေါင်းမယ်ပေါ့နော်။ခွန်နဲ့ငါးပေါင်းစနစ်ရှင်းနဲ့ပေါင်းရင်20ဖြစ်ပါတယ်။ဒီကိုနဲ့ဒီ10နဲ့ပေါင်းရင်10ဒီမှာ9တလုံးကျန်တယ်ပေါ့နော်။ ဒါကြောင့်မို့ရလာတဲ့ခုနှစ်ကိုကျွန်တော်ခွန်ကိုတစ်တစ်ကိုလေးနဲ့ပေါင်းငါခွန်ကိုတင်ငါအစုံကနေအထီးကြီးတုံးလုံးရတယ်ဗောနော်တတ်ထားတဲ့ချိန်မှာဆိုရင်3-5နှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3-5နှစ်ဆိုတော့ကျွန်တော်ဒီမှာ9ကအလေးဖြစ်ပါတယ်နောက်ထပ်တစ်ချိန်ဗောနော်နောက်ထပ်တစ်ချိန်ကဒီ9ရက်2ရက်ခွန်ဗောနော်ခွန်နဲ့တစ်ပေါင်းတာ8 8နဲ့ဒီနှစ်နဲ့ပေါင်းရင်10ဖြစ်ပါတယ် ြီးတော့ဒီမှာတေးတလုံးကြံတဲ့အတွက်ကြောင့်မို့ကျွန်တော်တေးရမယ်ပေါ့နော်တေး3 5 5 4ပေါင်းရှင်ကိုတေး3 5ကိုကီးပေါ့နော်တထတဲ့ချိန်မှာ3 9နှစ်ဆိုပြီးဖြစ်ပါတယ်3 5နှစ်ပြီးတော့3 9နှစ်ဒါကြောင့်မို့ကျွန်တော်အတီကီ3ကတော့ထေဒီကိုကတော့အလေဆိုပြီးဖြစ်ပါတယ်နောက်ထပ်တစ်ချိန်ပေါ့နော်နောက်ထပ်တစ်ချိန်မှာဒီ3 9နှစ်ဒီ3နဲ့6နဲ့ပေါင်း9ကို9နဲ့10ပေါင်းရင်10ဖြစ်ပါတယ်9နဲ့9ပေါင်း35 16ရပါပဲ16ရတယ်ပေါ့နော် ရှောင်းကိုနှစ်ပေါင်းရှင်းရှိကိုနှစ်ပေါင်းရင်တစ်စဲတုံညကိုငါးပေါင်းရှင်းစော်ရီတုံညကိုလေးပေါင်းရှင်းလေးရှောင်းရှင်းတုံညလေးမှာနှစ်လေးရှောင်းစီပြီးဖြစ်ပါတယ်နှစ်လေး6အဲ့ဒီမှာလေအထီးကြီးနှလုံးပေါ့နော်ဒီရှောင်းကတော့အပိတ်ဖြစ်ပါတယ်ရှောင်းကအပိတ်ဒီလေးကတော့အလေးဆိုပြီးတော့နှစ်လေးရှောင်းဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်ပြင်ပောင်းနံပါတ်100နဲ့ခုနှစ်ပေါ့နော်နံပါတ်စဉ်100ခုနှစ်ဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ဒီ တုံးနဲ့ဒီလေးနဲ့ပေါင်းရင်ခွန်ပါနော်ခွန်နဲ့၃ပေါင်းချင်း၁၀နင်းနဲ့တစ်ပေါင်းချင်းဒီ၃ရာတဲ့အတွက်ကြောင့်မို့ကျွန်တော်၃၃နှစ်ပေါင်းက၃၅ခွန်ခွန်ကို၄ပေါင်းဆက်တဲ့သုံးကားခွန်တင်ပါသုံးနှစ်လေးဆိုပြီးဖြစ်ပါတယ်ပေါ့နော်သုံးနှစ်လေးဒါကြောင့်မို့အဲ့ဒီမှာအထီးကိအနေနဲ့သုံးဒီထိပ်စီဖြစ်ပါတယ် ောက်ထပ်တစ်ကြိမ်ဆက်ကြည့်အောင်နောက်ထပ်တစ်ကြိမ်မှာကျတော့ဒီ၈နဲ့ဒီ၄နဲ့ပေါင်းရင်၁၀ဒီ၃နဲ့ဒီ၉နဲ့ပေါင်းရင်၁၀နင်းနဲ့တစ်ပေါင်းတော့ပေါင်းရှင်း300တဲ့အတွက်ကြောင့်မို့3900တကီပဲထားရမယ်ပေါ့နော်အဲ့ဒီမှာ၈9ညစပြီးဖြစ်ပါလေ၈9ညဒါကြောင့်မို့အထီးကေး9ကလေးဖြစ်ပါလေခင်ဗျာတခါကျွန်တော်ဒီ၈9ညမှာရှင်းတဲ့ကြိမ်ဆက်ရှောင်းရှောင်းနဲ့တစ်ပေါင်းခွန်ပေါ့နော်ကျတော့ဒီခွန်9ပေါင်းရှင်း7နည်းနဲ့တစ်ပေါင်း3 သုံးနဲ့ဒီလေးနဲ့ပေါင်ရင်ခွန်ခွန်နဲ့တစ်ပေါင်းတာရှစ်ရတဲ့အတွက်ကြောင့်မို့ရှစ်သုံးညာနေပေါ့နော်စုံကနန်းဖြစ်ပါတယ်နှစ်ကိုကြာမှာလေးနဲ့ပေါင်ရှင်း6ရှစ်သုံးညာနှစ်လျှောက်ကိမှာရှစ်လျှောက်5ဆိုပြီးဖြစ်ပါတယ်665ဒါကြောင့်မို့ကျွန်တော်အထီးကိအနေနဲ့ဒီ6ကထိပ်စီးပေါ့နော်6ကတော့အလေဆိုပြီးတော့665ဖြစ်ပါတယ်โอเคနောက်ထပ်တစ်ကြိမ်ဆက်ကြည့်အောင်နောက်ထပ်တစ်ကြိမ်မှာကျတော့ရှင်းတဲ့ကြိမ်ဆက်လျှောက်လေးနဲ့ပေါင်ရင်20 ရှောင်းနဲ့တုံးနဲ့ပေါင်းတာက9တုံညာနဲ့နှင်းနဲ့ပေါင်းတာနှစ်ပေါ့နော်။တုံးတုံညာဒီတုံညာတုံညာနဲ့နှင်းပေါင်းတာနှစ်ဒီနှင်းနဲ့ဒီတုံးနဲ့ပေါင်းတာ9ရှင်းတဲ့ချိန်16ရှောင်းနဲ့9ပေါင်းရှင်းဒီလည်း15ပေါ့နော်။အဲဆိုရင်ကျွန်တော်တို့ဒီမှာ9နဲ့ဒီ3နဲ့ပေါင်းရင်10 9နဲ့9ပေါင်းရင်10ဒီမှာနှစ်တလုံးကြံမယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်နှစ်4 6 6ကို4နဲ့ပေါင်းရင်10နှစ်4 6တုံညာကြီးမှာ3 9 6ဆိုပြီးဖြစ်ပါတယ်။ 8965ရှေ့ဆောင်ကားပြီးတော့396ဆိုတဲ့အတွက်ကြောင့်မို့အထီးက6ဒီအပိတ်ဖြစ်ပါတယ်ခင်ဗျာ။ Okay နံပါတ်100နဲ့30ကိုဆက်ကြည့်အောင်ပါနော်။မှာဆိုရင်3နဲ့ချိန်6ရှောင်းနေပေါင်းတာကဆက်နှစ်ဖြစ်ပါတယ်။3နဲ့တစ်ပေါင်းရှင်းဒီလေး339နဲ့တစ်ပေါင်းရင်30၊3ညနဲ့နှစ်ပေါင်းတာက1၊3ညနဲ့ကိုးပေါင်းတာ99နဲ့တစ်နဲ့ပေါင်းရင်30၊နှစ်နဲ့နှစ်ပေါင်းတာ4နဲ့4ပေါင်းရှင်းချရမယ်ခင်ဗျာ။ ဒါကြောင့်မို့ချစ်တော်ညာနှစ်နှစ်ကိုလေးနဲ့ပေါင်း6ချစ်တော်ညာနှစ်6မှာ646ဆိုပြီးဖြစ်ပါတယ်ပေါ့နော်646ဒါကြောင့်မို့ဒီ6ဒီထိပ်စီနဲ့အပိတ်ဖြစ်ပါတယ်ခင်ဗျာโอเค646ကနေနောက်ထပ်တစ်ကြိမ်ဆက်ကြည့်အောင်ဒီ6နဲ့6ပေါင်းရင်တစ်ကြိမ်ဒီမှာ6သလုံးကြံမယ်ပေါ့နော်9နဲ့10နဲ့ပေါင်းတာက73ဖြစ်ပါတယ်43 42ဒီ9နဲ့ဒီ3နဲ့ပေါင်းရှင်းဒီ9 တုံညာနဲ့၃ပေါင်းရှင်းသည့်၃ဆိုတဲ့အတွက်ဒီ၃နဲ့2ပေါင်းက9နဲ့ပေါင်းရင်10ရှောင်းနဲ့၃ပေါင်း၉၉နဲ့၁၀ပေါင်းရင်၁၀ရမယ်ပေါ့နော်။ဒါကြောင့်မို့တုံညာ၄၄၄ကို၄နဲ့ပေါင်းရှင်းချင်တုံညာ၄၄ရှင်းမှာ၉ခွန်၈ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ဒီတော့ဒီအထီးကြီးအနေနဲ့၈တလုံးကအပိတ်ဖြစ်ပါတယ်ခင်ဗျာ။၉ခွန်၈ပေါ့နော်။အဆင်း၁၉ကြိမ်နံပါတ်၁၀၃ပေါ့နော်။၁၉ကြိမ်အတွက်ထပ်ကြည့်အောင်ပေါ့နော်။၉နဲ့ကြိမ်၁၈ ရှင်နဲ့ရှောင်းပေါင်းရှင်ဒီ20နဲ့4ပေါ့နော်4ပဲကြီးမှာဖြစ်ပါတယ်ခင်ဗျာခွန်နဲ့ခွန်ပေါင်းတာလည်းပေါင်းရှင်14 4ပဲကြီးတယ်4 3 4 7နဲ့3ပေါင်းရှင်ဒီ5 5နဲ့ရှင်နဲ့ပေါင်းတာကပေါင်းရှင်73ဒီ3ညနဲ့5ပေါင်းရှင်5ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဆွင်ဒီ5နဲ့ဒီ5နဲ့ပေါင်းရှင်30ဖြစ်ပါတယ်3နဲ့3နဲ့ပေါင်း4ဆိုတော့4 3 4 7ဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီ19ချိန်မှာ2 6 6 9နဲ့ပေါင်းရင်30ဆိုပြီးတော့ နေလေး6တုံညာကီးစီဖြစ်ပါတယ်ခင်ဗျာโอเคဒါကတော့ကျွန်တော်တင်ချာနီးရပါเนาะတင်ချာနီးရကျွန်တော်နံပါတ်စဉ်133အထိထပ်ပြီးတော့ okay ဟုတ်မလားဆွာလေးကတော့ကျွန်တော်စောင့်ကြာมาပဲဖြစ်ပါတယ်ဗျာเนาะโอเคကျွန်တော်တို့ဒီအပိတ်နေရာမှာထိစီနေရာအလင်းနေရာမှာဗျာเนาะကျွန်တော်တို့ဒီကနန်းဒါချစ်လုံးအထိယူတာတော့မပြတ်တဲ့ဗျာเนาะကျွန်တော်ကျွန်တော်တို့ဒီဟာလေးနဲ့ဒီနံပါတ်စဉ်133 တင်ဆက်သွားမလားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ဒီမှာခွန်နဲ့ညာနေစာပြပြပေးထားတာပေါ့နော်။ဒီမှာခွန်ခွန်တော်ညာတော်ညာ300ခွန်ခွန်မှာတော့အပြည့်ဖြစ်ပါတယ်။69 563 689 388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  6ခွန်8ဒီမှာတော့တောင်းညနေ6ဆွေဖြစ်ပါတယ်ခင်ဗျာโอเคအကြောပြန်ချာနေရမရှိမလေးလာတော့ရအောင်ပြန်လည်မြောက်ပြီးရှင်းတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိလိုက်ပါကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေဒူတယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ